အလုံးမင်္ဂလာပါလွန်ဒင်း Education Center ကနေကျိုးဆိုတဲ့ကျိုးတင်နှန်းကျောင်းမှာစိတ်ရင်းကင်ပညာနဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့ပညာတွေတင်ပေးတယ်ကျွန်တော်တော့ဆရာမင်းထပ်ဖြစ်တယ်ဒီနေ့ Accounting for Business Owner စီးပွားရေးလုပ်ငန်းရှင်တွေအတွက်စိတ်ရင်းကင်ပညာဆိုပြီးတော့ဘာတရက်တက်နဲ့မိတ်ဆက်ပေးခြင်းနဲ့ဒီဘာတရက်ကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ဖြစ်ပြီးတော့စိတ်ရင်းနဲ့ပတ်သက်ပြီးတော့လေလာဖို့ချင်းမရှိဘူးလေလာဖို့အချိန်လည်းမရှိဘူး လာနဲ့နဲ့နဲ့ချီပြီးတော့လေ့လာဖို့အဆင်မပြေတဲ့လူတွေအတွက်နဲ့စရင်ကိုတွေးလိုက်တာနဲ့တမ်းပြီးတော့နားလဲခြင်းနဲ့လုပ်ငန်းတစ်ခုခုရဲ့ရေးဆွဲထားတဲ့စရင်အစဉ်ခံစားတွေကို ကြည့်လိုက်တာနဲ့ဒီစရင်ကအမရှိနိုင်မရှိနိုင်ဆိုတာတွေနားလဲမနိုင်ဖို့အတွက်ဒီရေးဆွဲထားတဲ့ပြင်ဆင်ထားတဲ့ဘာသာရေးအသစ်ဖြစ်တဲ့ဒီတင်တန်းက Telegram group ကနေပဲလေ့လာလို့ရမယ် group ထဲမှာကျွန်တော်လိုအပ်တဲ့သင်ခန်းစာတွေကို lesson alike ထည့်ထားတယ်ပြီးတော့ကိုယ့်ဘာသာနားလည်မှုဘယ်လောက်ထိရှိလဲဆိုတဲ့ test တွေလည်းတခါတည်းပါတယ်ပြီးလို့ရှိရင်တင်ခါစာအလုံးပြီးသွားရင်တင်ခါစင်လည်းမလဲရရှိမှာဖြစ်တယ်အဲ့ဒီတင်ခါစာထဲမှာပါတယ်ဘာအကြောင်းအရာတွေပါမလဲဆိုရင် listen 1ထဲမှာ double entry အကြောင်းအရာနဲ့ cash book ဆိုတဲ့ငွေစည်းရင်းကိစ္စတွေပါမှာဖြစ်တယ်စည်းရင်းအမျိုးအစားတွေတတ်မှတ်တယ် အရာတွေဖြစ်တယ်ပြီး lesson 2မှာစရင်အနစ်ချုပ်စရင်ရေးဆွဲတဲ့အရာတွေဘယ်လိုမျိုးပုံစံနဲ့စရင်အနစ်ချုပ်ရေးဆွဲလဲ lesson 3မှာကျတော့ asset liabilities ဆိုတဲ့အရာတွေကဘာတွေလဲဘယ်လိုအကြောင်းအရာတွေကို asset liabilities အဖြစ်သတ်မှတ်လဲဆိုတာလေ့လာရမှာဖြစ်တယ် lesson 4မှာဆိုရင် fixed asset fixed asset တွေကိုဘယ်လိုကင်တွယ်ဖြည့်ရှင်းရမလဲဆိုတာကိုလေ့လာရမှာဖြစ်တယ် lesson 5မှာကျတော့အနစ်ချုပ်စရင်ဆိုတဲ့ financial statement အရှုံးအမြတ်စရင်နဲ့ balance sheet ရေးဆွဲတဲ့ ပုံစံနဲ့အဲ့ဒီစင်းတွေနေပါတွေထွက်လာတယ်ဘယ်လိုအသုံးချတယ်ဆိုတဲ့အရာတွေလေ့လာရမှာဖြစ်တယ် lesson 6မှာစီးပွားရေးလုပ်ငန်းမျိုးစားဘာတွေရှိလဲဆိုတဲ့အရာတွေလေ့လာရမယ်ပြီးရင် accounting circle ဒီစင်းတွေရေးဆွဲတဲ့အခါမှာဘယ်လိုတန်တန်နဲ့လဲပတ်ပြီးတော့ရေးဆွဲနေတယ်ဆိုတာတွေလေ့လာရမှာဖြစ်တယ်နောက်ဆုံးအနေနဲ့က lesson 7ဖြစ်တယ်အဲ့ဒီထဲမှာ report ဆိုပြီးတော့စင်းချင်းချုပ်ပြီးသွားတဲ့အခါမှာအစင်ခံစာတင်ပြတဲ့အရာတွေအထူးသဖြင့် ratio တို့ဘာတို့ကိုယ်တိုင်လက်တွက်တတ်မယ်တွက်ထားတဲ့အရာတွေလည်း အဖြေလဲနားလဲဖို့နောက်ဆုံး certificate အတွက် test တွေပါမယ်ဆိုပြီးတော့အခုဒီအကြောင်းအရာတွေကိုတင်ခါစာခုနှစ်ခုနဲ့အချင်းတူတူအတွင်းမှာပြီးနိုင်အောင်အင်စာဆိုတာမရှိဘူး lesson တစ်ခုလေးလာပြီးတိုင်းမှာ test လေးတွေနည်းနည်းရှိမယ်လွယ်တဲ့ test တွေဖြစ်တယ်အဲ့ဒါကကိုဘယ်လောက်ထိနားလဲလဲဆိုတာဒီဖို့အတွက်နဲ့နားမလဲတဲ့အရာပြန်လေ့လာနိုင်ဖို့နဲ့ပြန်ပြန်ပြီးတော့ဖြေလို့ရတယ်တကယ်လို့ပေးထားတဲ့တင်ခါစာနားမလဲနိုင်ဖို့ဆိုရင် ်တင်းနှံကြောင်းလည်းမေးလို့ရတယ်အဲ့တော့ဒီပါတာရက်ကစရင်ကင်ပညာကိုအသေးစိတ်မလေ့လာဘဲနဲ့ဆွဲထားပြီးသားစရင်တွေကို နားလည်နိုင်ဖို့အတွက်ပြင်ဆင်ထားတဲ့လုပ်ငန်းရှင်တည်တက်တစ်ချိန်မှာကိုကစီးပွားလုပ်ငန်းရှင်လုပ်မယ်ဆိုတက်လို့ရမယ်လက်ရှိလုပ်နေတဲ့တူဆိုရင်လည်းတက်လို့ရမယ်စီးပွားနဲ့ပတ်သက်ပြီးတော့အခြေခံမရှိဘူးပြီးတော့ကိုယ်တိုင်လည်းဆွဲတတ်စရာမလိုဘူးကိုယ်တိုင်မဆွဲတိုင်လည်းရတယ်ဒါပေမဲ့ဆွဲထားတဲ့စီးရင်တွေတနည်းအားဖြင့်အလိမ်မခံရအောင် ဆွဲထားတဲ့စင်းတွေမက္ကမှုဘယ်လောက်ထိအမားတွေရှိနိုင်မရှိနိုင်ဆိုတာတွေနားလည်နိုင်ဖို့အတွက်နဲ့ဆွဲထားတဲ့စင်းတွေကိုနားလည်ဖို့အတွက်ပြင်ဆင်ထားတဲ့ပတ်တော်ရဖြစ်တယ်။ဒါက online တင်ပန်းဖြစ်တယ်။ Telegram group ကနေလေ့လာလို့ရမယ်။ online ဆိုပေမဲ့လည်းကျွန်တော်မြန်မာပြည်နဲ့တက်မဲ့သူနဲ့မလေးရှားတို့နဲ့တခြားနိုင်ငံတွေတက်မဲ့သူတွေပုံမူတည်ပြီးတော့တင်ပန်းချေကိုအနေငယ်စီ꿰ပြီးတော့ယူတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုရတဲ့ဝင်ငွေတွေမတူလို့ဖြစ်တယ်။ တော့တင်တန်းတက်ဖို့ဆိုရင်တင်တန်းချေးတွင်းတာနဲ့တင်တန်းချေးကိုလွှဲပေးလိုက်တာနဲ့ကျွန်တော် Telegram group ထဲမှာထည့်ပေးမယ်ဆိုရင်ချက်ချင်းစလေ့လာလို့ရတယ်အဲ့ဒီ group ထဲမှာကညီမပြထားတဲ့အတိုင်းပဲကျွန်တော်တင်ခန်းစာတွေဆင်လိုက်ပေးထားတယ်အဲ့ဒီ group ထဲမှာကရက်တက်ပန်ထည့်ပေးထားမှာဖြစ်တယ်နားမလည်တာရှင်းလဲတင်တန်းကြောင့်မေးလို့ရတယ်အဲကြောင့်ကိုယ့်ရဲ့လုပ်ငန်းရဲ့စင်းတွေကိုနားလည်ပြီးတော့သူတို့များရဲ့စင်းတွေလည်းကြည့်တတ်မယ်စင်းပညာမတတ်ပေမဲ့လည်းအဲ့ဒီစင်းနဲ့အလေးမခံရအောင် ဒီပညာလေးတတ်ထားဖို့အတွက်လေ့လာကြပါစို့လို့ပေးချင်တဲ့ကျေးဇူးမြတ်တင်ပါတယ်